တန်ဇန်နီးယားနိုင်ငံမှာအထွေထွေရွေးကောက်ပွဲအပြီးတုံးရကြစန္ဒပြပွဲတွေအတွေ့လူရပေါင်းများစွာတည်ဆုံခဲ့တယ်လို့အထက်ကအတိုက်ခံပါတီကပြောပါတယ်။တည်ဆုံသူဥယျာဉ်မှာကွဲပြားနေပြီးတနိုင်ငံလုံးမှာအင်တာနက်ဖြတ်တောက်ထားတာကြောင့်အတီးပြုတ်ဖို့ခက်ခဲနေပါတယ်။လုံဂျိုရဲတပ်ဖွဲ့တွေနဲ့ပဋိပက္ခတွေအတွေ့လူ900တည်ဆုံခဲ့တယ်လို့အတိုက်ခံချာဒီမာပါတီကပြောပါတယ်။တန်ဇန်နီးယားရှိတန်တမန်တရင်ရိပ်မြစ်တယောက်ကတော့တေဆုံးသူ9ရာထပ်မင်းရှိတယ်ဆိုတာယုံကြည်ရတဲ့တပ်တွေအထောက်ထားရှိတယ်လို့ပြောပါတယ် အစိုးရဟာမငြိမ်မသက်မှုတွေကိုချော့ချဖို့ညမထွက်ရအမိန့်ကိုလည်းထုတ်ပြန်ထားပါတယ်။လူငတ်စန္ဒပြသူအများစုဟာတန်ဇန်နီးယားတဝက်မြို့တွေရှိလမ်းတွေပေါ်ထွက်ကာရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ရှုတ်ချနေပါတယ်။အစိုးရဟာအတိုက်ခံခေါင်းဆောင်တယောက်ကို ထောင်ချထားပြီးနောက်တစ်ယောက်ကိုတော့အရေးအချင်းပြည့်ရင်းတယ်ဆိုကာရွေးကောက်ပွဲဝင်ခွင့်ပေးပင်ထားတာကြောင့်ဒီမိုကရေစီကိုထိခိုက်စေတယ်လို့ဆွဆွဲထားပါတယ်။ ဒီလိုဖိနှိပ်မှုတွေဟာတမရဆာမီယာဆူလူဟူဟက်ဆက်နဲ့သူမရဲ့အာနာယစီစီယမ်ပါတီကိုအနိုင်ရဖို့အခွင့်အလမ်းတွေပိုရရှိခဲ့တယ်လို့ဆိုပါတယ်တော်ကြနေမှာတော့စန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးဒါအက်ဆာလမ်စိတ်ကံမြို့ရှိစန္ဒပြသူတွေဟာစစ်တပ်အကြီးအကဲရဲ့တတိပေးချက်တွေကိုဖိဆန့်ခဲ့ကြပါတယ်နိုင်ငံသားရေးဝန်ကြီးမာမုဒ်ကွန်ဘိုတာဘစ်ကတော့အကြမ်းဖက်မှုတွေဟာနေရအနာမှာတီးခြားဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့တွေဟာအခြေအနေကိုဖြေရှင်းဖို့အလွန်လင်းမြန်းစွာနဲ့ပြက်ပြက်သားသားလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်